မင်္ဂလာပါခင်ဗျာတနင်္ဂနွေသားသမီးများအတွက်23ရက်10လ2025မှ29ရက်10လ2025အတွင်းတပတ်တာကာလကံကြမ္မာကိုအကြံပြုဟောပြောပြီးမှာဖြစ်ပါတယ်တနင်္ဂနွေသားသမီးမိတ်ဆွေတို့အနေနဲ့ယခုကာလမှာတဲ့အလုံနေရာအိမ်နေရာပြောင်းရွှေ့ဖို့ရာအကြောင်းအရာကိစ္စလေးတွေလာပြီးတော့ပေါ်တတ်ပါတယ်တဲ့အဲ့လိုအလုံနေရာအိမ်နေရာပြောင်းရွှေ့ဖို့ကိစ္စပေါ်လာတယ်ဆိုတဲ့နေရာမှာမဖြစ်မနေမလို့ပြောင်းရတာကလွဲ၍နော်ဒီအလုပ်တဲ့ဟိုအလုပ်ကပုံပြီးများကောင်းမလား ဒီနေရာတက်ဟိုနေရာကပူပြီးများအဆင်ပြေမလားဆိုတော့เนาะမျောလင့်ချက်နဲ့ပြောင်းလာဆိုရင်တော့မပြောင်းသင့်ပါဘူးတဲ့အဲ့တော့လက်ရှိနေရာဒီမှာပဲစပိနေတဲ့ပေါ့เนาะကိုယ်သဘောနဲ့ကိုပြောင်းရင်တဲ့အပြောင်းရွှေ့ရမကောင်းသေးပါဘူးတဲ့ပြီးတော့ဒီကာလမှာမိစေတွေရဲ့စိတ်ထဲမှာတခုခုစိတ်ကြီးလေးနေတယ်လို့မျိုးပျော်ရွှင်မှုပျောက်နေတယ်လို့မျိုးเนาะအဲ့လိုမျိုးအတွေးလေးတွေဖြစ်နေတတ်တယ်တဲ့စိတ်ထဲမှာတွေးလိုက်လို့ရှိရင်လည်းအဲ့လိုပေါ့နည်းနည်းစင်ရစရာလေးတွေမပြောရွှင်စရာလေးတွေပဲအဲ့ဒါစိတ်ကူးအတွေးလေးတွေမှာဝင်လာတတ်ပါလေတဲ့အဲ့လိုလေးတော့တခုရှိတယ်ပေါ့နော် ပြီးတော့ဒီကာလမှာငေရွယ်သူတွေအနေနဲ့ဆိုရင်တော့ပညာရေးနဲ့ပတ်သက်ပြီးတော့အဲ့ဒါကောင်းမွန်နေပါတယ်။ဒါကြောင့်မလို့ဒီကာလမှာနော်သင်တန်းတက်တာတို့နော်ပညာအသစ်တွေပါတွေထပ်ပြီးသင်ယူလာလို့ဆိုရင်တော့ဒါပြုလို့တဲ့အချိန်ကာလလေးပဲဖြစ်ပါတယ်။ပညာရေးအားကောင်းတဲ့အချိန်ပေါ့။ပြီးတော့ဒီကာလမှာနော်လူမျိုးသားဘာသာကြားတွေရဲ့ကူညီမဆမှုတွေခံရတတ်ပါတယ်။နောက်ပြီးတော့နိုင်ငံရဲ့ခြားတိုင်းပြည်မနဲ့ဆက်နွယ်ပြီးတော့လုပ်ရတဲ့စီးပွားရေးလုပ်ငန်းတွေဆိုရင်လည်းအဲ့ဒါကောင်းမွန်ပါတယ်။အဆင်ပြေပါတယ်။ပြီးတော့ဒီကာလမှာတဲ့အဲ မိတ်ဆွေတို့အနေနဲ့ကိုကိုကိုဇင်ခံတာပေါ့နော်ဇင်ခံတာအဲ့တော့အပင်မမခံဘူးအဲ့ဒါကိုကိုတတောင်တတာနေတယ်ဇင်ခံတယ်ဆိုရင်တော့အဲ့ဒီကန့်ညံ့နေတယ်တဲ့ဒီကာလမှာဇင်ခံလို့မရတဲ့ကာလတဲ့ဒီကာလဒီကာလဟာမိမိကိုကိုမိမိခိုင်းရတဲ့ကာလပဲဒီကာလနည်းနည်းလေးပင်ပန်းခံရတယ်ဒါကြောင့်မို့ဖြစ်နိုင်လို့ရှိရင်အချိန်တရားလေးဆွဲလိုက်ပါဒီ23ရက်နေ့ကနေစပြီးတော့29ရက်နေ့ထိကိုအချိန်တရားလေးဆွဲလိုက်တစ်ပတ်အတွင်းပေါ့နော်မနက်ကိုအိပ်ရာစောစောလေးထတာမျိုးလေးတွေ เนาะဥမာတကူအဋိဌံတွေဘာတွေလှုပ်လိုက်တာမျိုးလေးတွေအားကစားတွေဘာကြီးလှုပ်လိုက်တာမျိုးလေးတွေเนาะအလုတ်ကလေးတွေပေါ့အိမ်မှုဘာကြီးရာကိစ္စလေးတွေလှုပ်လိုက်တာမျိုးလေးတွေဖြစ်နိုင်မယ်ဆိုရင်ဒီကာလမှာတဲ့အခုကျွန်တော်ပြောသလိုမျိုးအနေငယ်ကိုကိုကိုခိုင်းပါတဲ့အပြင်မှန်ခံလိုက်ပါတဲ့ဒါဆိုလို့ရှိရင်မကောင်းတဲ့အညံ့တွေလွတ်မြောက်သွားသွားတဲ့အပြင်ကိုကို့အတွက်ကိုအဲ့ဒါဟိုပေါ့နော်အစဉ်ပြေမှုလမ်းကြောင်းတွေပွင့်လန်းလာစေပါတယ်တဲ့အဲ့ဒါဒါကတော့ကျွန်တော်အကြံပေးတာပေါ့နော်ဒီလိုလေးနေသင့်တယ်တဲ့ဒီကာလက ီးတော့ဒီကာလမှာတဲ့အာမခံတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့အာမခံကိစ္စကိုရှောင်ကျင်ပါတဲ့အဲ့ဒါစီးပွားရေးငွေကြေးအာမခံရင်အဲ့ငွေကြေးကိုခေါင်းပေါ်ပုံလာတာမျိုးတွေဖြစ်တတ်တယ်လူမှုရေးအာမခံရင်လည်းအဲ့ဒါကိုကညနာပြက်စရာဖြစ်တာလေးတွေဂျုံတတ်တယ်ဒါကြောင့်မို့အာမခံကိစ္စလေးတွေရောရှောင်ပါတဲ့ပြီးတော့ဒီကာလမှာအခက်အခဲတစ်ခုခုဖြစ်လို့ရှိရင်တဲ့အားကိုမရှာပါနဲ့တဲ့အော်ငါပြဿနာတစ်ခုအခက်အခဲဖြစ်ရင်တော့ဘသူကတော့ငါ့ကိုကူညီပေးမှာပဲနော်ဘသူကတော့ငါ့ကိုလိုက်ပြီးတော့ဆောင်ရွက်ပေးမှာပဲဆိုတော့ သူများကိုအားကိုးတဲ့စိတ်ကလေးကိုရှောင်ပါတဲ့။ဘာကြောင့်လဲဆိုတော့ဒီကာလမှာကိုကတရရောက်ကိုအားကိုးလိုက်လို့ရှိရင်အဲ့အားကိုးတဲ့သူကကိုကိုပြန်ပြီးတော့ဒုက္ခပေးတတ်တယ်တဲ့။ဖြစ်နိုင်ရင်ဒီကာလမှာတဲ့။ဘာကိစ္စပဲဖြစ်ဖြစ်ကိုသဘောနဲ့ကိုဖြည့်ရှင်းပါတဲ့။ကိုကကိုဖြည့်ရှင်းရမယ့်ကာလပေါ့။ဒုက္ခဖြစ်ကခါးစီခံပါတဲ့။အဲ့ကိုကကိုခံရမယ်လို့ပြောချင်တာပေါ့။ဒါပေမဲ့တစ်ဖက်လူပေါ့နော်ကိုတဲ့အသိပညာအတတ်ပညာရှိတဲ့သူတွေရဲ့အကြံအစီကိုတော့ယူလို့ရတယ်နော်။သူတို့ရဲ့စီကအကြံဉာဏ်တွေပါပြီးတော့ယူပါ။ဒါပေမဲ့သူတို့အားမကူပါနဲ့နော်။ ပြောရမယ်ဆိုတော့သူတို့လုတ်ပိုင်ခွင့်အကုန်ပေးပြီးတော့သူတို့သူတို့အဲ့လိုပေါ့နော်အပြည့်အဝကြီးအကူကြီးတောင်းခံတာမျိုးတွေမလုပ်သင့်ပါဘူးတဲ့နော်အဲ့သူများအကူရှာလို့မရတဲ့ကာလပေါ့ဒီကာလဒီကာလမှာမိတ်ဆွေတို့အနေနဲ့ဘယ်သူကမိတ်ဆွေအမှန်ဘယ်သူကမိတ်ဆွေစစ်ဘယ်သူကတော့ကိုယ့်ပေါ်မှာမကောင်းတဲ့မိတ်ဆွေဆိုတာအဲ့ဒါမိတ်ဆွေစစ်မိတ်ဆွေမှန်ကိုရှာဖွေတွေ့ရှိမဲ့အချိန်လေးပဲဖြစ်ပါတယ်ဒီကာလပေါ့နော်အဲ့တော့ဘာပဲပြောဒီကာလအတွင်းမှာမိတ်ဆွေတို့အနေနဲ့မကောင်းကျိုးပြောက်ကောင်းကျိုးရအောင်ပြုလုပ်တဲ့နေရာကတော့ကျွန်တော်တို့ဒီဘုံကြီးကြောင့် ကျက်သားဟင်းနဲ့ဖုံးကြောင်စွန့်ညိုင်တော့ပို့ရမှာပဲဖြစ်ပါတယ်အဲ့တော့ဖုံးကြောင်ကိုကျက်သားဟင်းနဲ့စွန့်ညိုင်တော့ပို့တဲ့ကုသိုလ်ကိုပြုလုပ်ခြင်းအဖြစ်ဒီကာလအတွင်းမှာမကောင်းကျိုးတွေပျောက်ပြီးတော့ကောင်းကျိုးတွေရရှိစေပါတယ်ခင်ဗျာမင်္ဂလာပါခင်ဗျာတနင်္လာသားသမီးများအတွက်23ရက်ဆယ်လ2025မှာ29ရက်ဆယ်လ2025အတွင်းတပတ်တာကာလကံကြမ္မာကိုအကြံပြုဟောပြောပြီးမှာဖြစ်ပါတယ်တနင်္လာသားသမီးမိတ်ဆွေတို့အနေနဲ့ယခုကာလမှာတဲ့တနင်္ဂနွေနံတနင်္ဂနွေကြိုဟာ အကောင့်ဌာနမှာရောက်နေတဲ့အတွက်ကြောင့်မလို့ဒီကာလမှာအလုပ်တွေကိုမခိုမကက်ဖဲနဲ့အလုပ်ကိုကျွန်တော်တို့တမာတမတ်ရှိရှိတမာရီရှိရှိလုပ်တဲ့အချိန်ကာလပဲဖြစ်ပါလေတဲ့အဲ့တော့ဒီကာလမှာအလုပ်ကိုမခိုမကက်ဖဲနဲ့စစ်စစ်မှန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 ်ကန်ကန်လုပ်တာမျိုးတွေပေါ့အာလုပ်တဲ့နေတဲ့အဲ့နော်အလုံးနဲ့ပတ်သက်ပြီးခိုတာကတ်တာအဲပြီးလို့ရှိရင်အဲ့လိုအလုံးနဲ့ပတ်သက်ပြီးအလွဲသွန်းသွားလုပ်တာမျိုးတွေဒီကာလမှာမလုပ်တင်ပါဘူးအလုပ်ကိုအလုံးနဲ့တူအောင်နော်ဟိုကိုကဝန်ထမ်းဆိုရင်တော့မှအဲ့အလုပ်ကိုကိုယ့်ရဲ့အလုပ်ကဲသို့သဘောထားပြီးတော့လုပ်တင်တဲ့ကာလပါတဲ့အဲ့တော့ အဲ့လိုလေးအလုတ်ထဲမှာကိုကအားဆိုင်လိုက်တာနဲ့အလုတ်ကိုတီကြီးစွာတမာတိတီကြီးစွာလှုပ်လိုက်ပြီဆိုတာနဲ့ကိုရဲ့ဒီဘက်မှာစီးပွားရေးလုပ်ငန်းဆောင်တာတွေမှာအဆင်ပြေမှုတွေလာပြီးတော့ကြုံရတတ်ပါတယ်။ဒါကြောင့်လို့ဖြစ်နိုင်ရင်ဒီတစ်ပတ်တာကာလတွင်မှာအလုတ်ကိုလုံးနဲ့တူအောင်လုပ်ပါမခိုမကက်ဖဲနဲ့တမာတမက်ရှိရှိလှုပ်တဲ့အချိန်ကာလပဲဖြစ်ပါတယ်။ပြီးတော့တနင်္ဂနွေညိုအားကောင်းနေတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်မလို့တနင်္ဂနွေညိုနဲ့ဆိုင်တဲ့ကျွန်တော်တို့ဖခင်အကြီးအကဲအဲသူတို့တွေနဲ့ကိုကတင့်တဲ့အောင်နေပါတင့်မြအောင်နေပါနော်။အဲ့ဒါဒီကာလမှာဖခင်ကို နော်ကတော့တာဖခင်ရဲ့ဝေယဝဆောက်ကိုကူညီတာဖခင်လိုအပ်တာလေးတွေကိုကိုကနေပြီးတော့ဝယ်ချမ်းပေးတာနော်ဖခင်အတွက်ကိုအဲ့ဒါစိတ်ချမ်းသာအောင်ထားပေးခြင်းအဖြစ်အဲ့ဒါကို့အတွက်ကံတရားရဲ့အထောက်ပံ့တွေကိုရရှိစေပါတယ်တဲ့ပြီးတော့ဒီကာလမှာမိတ်ဆွေတို့အနေနဲ့ငွေကြေးနဲ့ပတ်သက်လို့ရှိရင်ငွေဝင်ငွေထွက်ကျန်းတဲ့ကာလကိုရောက်နေပါတယ်ဝင်လာဆိုတော့လေဝင်တယ်လက်ကတော့မပိတ်ဘူးဒါပေမဲ့ထွက်ငွေကပိုပြီးကျန်းနေတယ်အဲ့တော့ဝင်ငွေထွက်ငွေမမျှဘူးပေါ့ဝင်ငွေထွက်ထွက်ငွေကပိုများနေတယ်အတုံးတွေများနေတာပေါ့အဲ့ဒီကြောင့်မလို့ ငွေယူစည်းမှုတွေများနေတဲ့အတွက်ကြောင့်မလို့တဲ့ဒီကာလမှာငွေဝင်ပါတည်ရနေတော့မှအကျွေးတွေပါတင်သွားတတ်တယ်တဲ့ဒါကြောင့်မလို့ဖြစ်နိုင်မယ်ဆိုရင်တော့အဲ့ဒီအကျွေးတင်တဲ့ဂိမ်းလေးလည်းပြတ်သွားအောင်လို့နော်မိမိနဲ့နှီးစက်တဲ့ယင်းနှီးတဲ့အမိတ်ဆွေတငယ်ချင်းတယောက်စီကနေပြီးတော့စရီတဘောမျိုးလေးပတ်စံကိုချင်းကားပြီးတော့ယူထားတတ်ပါတယ်တဲ့နော်အဲ့ဒါဆိုရင်တော့ဒီအကျွေးတင်တဲ့ဂိမ်းလေးလွတ်သွားတာပေါ့ပြီးတော့ဒီကာလမှာမြေနဲ့ပတ်သက်ပြီးတော့တဲ့စိတ်ညစ်စရာလေးတွေပြောဆိုရှင်းလင်းရတာလေးတွေပေါ်တတ်တယ်တဲ့ဒါပေမဲ့ ဲ့လိုပြောရတယ်ဆိုရတယ်ဆိုမြဲကိုယ့်ဘက်ကတော့အောင်မြင်မှုရှိတယ်အဲ့တော့မြင်တဲ့ပတ်သက်ပြီးစိတ်ညစ်ရမယ်စကားပြောရမယ်ဒါပေမဲ့အောင်မြင်မယ်လို့ပြောထားတယ်ဒါကြောင့်မလို့မြေကိစ္စတွေအမွေကိစ္စတွေစကားပြောဆိုရှင်းလင်းနေရရှိရင်ပြဿနာတက်စရာအကြောင်းတွေရှိရင်နော်ဒီကာလမှာချစ်တုံးမုံစကားပြောပြီးတော့တခါတည်းရှင်းထားလင်းထားတတ်ပါတယ်ကိုယ့်ဘက်ကအဆင်ပြေနိုင်တယ်ပေါ့လीနော်ပြီးတော့ဒီကာလမှာကောင်းသောခီးတွေခီးကောင်းတွေတွားဖို့ရှိပါတယ်အဲ့တော့ခီးတွားဖို့ကိစ္စတွေပါပြီးပေါ်လာရင်တော့နောက်ဆက်မတင်မဲနဲ့တွားတင်ပါတယ် နော်နေရှင်ညာရှင်မလို့ခွဲနေအဲ့ခီးသွွားလို့ရပါတယ်ခီးသွွားခြင်းအဖြစ်လည်းအဲ့ကံကောင်းစီတယ်တဲ့နော်ခီးသွွားကိစ္စကြီးလည်းပေါ်တတ်တယ်အဲ့တော့ဒီကာလမှာမိတ်ဆွေတို့အနေနဲ့လူယုံလူရင်းတွေကနေပြီးတော့ကိုယ့်ကိုပြန်ပြီးတော့ဒုက္ခပေးတာလေးတော့အနည်းငယ်ခံရတတ်တယ်တဲ့ဒါကြောင့်မလို့ကိုယ့်ရဲ့နော်အရေးကြီးတဲ့ကိစ္စတွေနော်အဲရင်ဖွင့်ရမယ့်ကိစ္စတွေဆိုလို့ရှိရင်ကိုယ့်နဲ့ရင်းနှီးသူကိုဒီတစ်ပတ်အတွင်းမှာတော့ရင်မဖွင့်မိဖို့လိုပါတယ်တဲ့နော်အဲ့တော့ဘာပဲဖြစ်ဖြစ်မိတ်ဆွေတို့အနေနဲ့ဒီတစ်ပတ်တာကာလအတွင်းမှာ မကောင်းကျိုးတွေပြောက်ပြီးတော့ကောင်းကျိုးတွေရအောင်ပြုလုပ်တဲ့နေရာကတော့ကျွန်တော်တို့ဒီဘုံကြောင်းပေါ့နော်ဘုံကြောင်းတိမ်ဝင်တဲ့လမ်းနေမှာတိမ်ဝင်တဲ့လမ်းပေါ်မှာတဲ့တဲကိုနှုတ်စီပူနဲ့ခြောက်ပူတို့မို့နော်ကျွကျွလေးတွေမှာ6ရက်ထဲသွားပြီးတော့အဲ့ဒီလမ်းမှာတဲသွားဖြူပေးရပါမယ်တဲ့အဲအခုလိုမျိုးတိမ်ဝင်လမ်းမှာတဲဖြူတဲ့နေရာကိုပြုလုပ်လိုက်ခြင်းအဖြစ်ဒီဘက်ဒီဘက်တာကာလာတွေမှာမိတ်ဆွေတို့အနေနဲ့မကောင်းကျိုးတွေပြောက်ပြီးတော့ကောင်းကျိုးတွေရရှိစေပါတယ်ခင်ဗျာမင်္ဂလာပါခင်ဗျာ အင်္ဂါသားသမီးများအတွက်23ရက်10လ2025မှ29ရက်10လ2025အတွင်းတပတ်တာကာလကံကြမ္မာကိုအကြံပြုဟောပြောပြီးမှာဖြစ်ပါတယ်။အင်္ဂါသားသမီးမိတ်ဆွေတို့အနေနဲ့ယခုကာလအတွင်းမှာတဲ့ဟိုဟာပဲလုံရင်ကောင်းမလားဒီဟာပဲလုံရင်ကောင်းမလားဟိုဟာလုံရနိုးဒီဟာလုံရနိုးနဲ့စိတ်တွေးရဖြစ်တဲ့ကိစ္စတွေပေါ်တတ်တယ်တဲ့။နော်။ပြီးတော့ဒီကာလမှာကို့မှာရှိတဲ့အရင်အနည်းလေးနဲ့ပေါ့နော်။ဒါစီးပွားရေးလုပ်ငန်းတစ်ခုလုပ်ချင်တဲ့စိတ်လေးတွေပေါ်လာတတ်ပါတယ်တဲ့။အဲ့တော့ မလုတာပူပြီးကောင်းပါလေတဲ့မလုတန်သေးဘူးတဲ့အဲ့ဒါကိုမှတစုံတယောက်ကနေပြီးတော့ကိုနဲ့စက်တူစည်းဝါလုံမယ်ဆိုပြီးတော့မှလာပြီးကန့်လန့်လို့ရှိရင်တော့အဲ့ဒါလုတင်ပါလေတဲ့အဲ့လုံလို့ရတယ်ဗောနော်စက်တူစည်းဝါတော့အကျိုးပေးတယ်အဲ့တော့တူးတဲ့လုံမယ်ဆိုရင်တော့မလုတင်သေးပါဘူးတဲ့ပြီးတော့ဒီကာလမှာငွေကုန်ကြီးကြလေးလည်းနည်းနည်းများတတ်တယ်ငွေယူစည်းမှုလေးနည်းနည်းများနေတာဗောလေအဲ့တော့ငွေကုန်ကြီးကြလေးများနေတော့ပါဆိုပြီးတော့အရင်ကိုသုံးနေကြတိုင်းမသုံးတော့ဘဲနဲ့နော်အဲ့ပတ်စံကိုခြွေတာလိုက်တာဗောဥမာတခုငါအခု ဟိုဘေးဥစားတွေငါတုံးလို့ငါပတ်စံတွေအကုန်ရများနေရအဲ့ဒါလေးကိုငါမတုံးမဲနဲ့နေလိုက်မယ်ဆိုပြီးတော့တွားပြီးတော့မတားစီလိုက်ပါနဲ့မပိတ်ပင်လိုက်ပါနဲ့တဲ့အဲ့တော့ဒီဘက်ကတားစီလိုက်လို့ရှင်တဲ့အဲ့ဒါဟိုဘက်ကအပေါက်ရှာပြီးတော့ပြန်ထွက်มาပဲတဲ့အဲ့တော့ဒါကြောင့်မလို့တုံးမြေတိုင်းတုံးပါတဲ့အဲ့တော့ငွေကုန်ကြီးကြတော့များမယ်ယူစည်းမှုကတော့များမယ်တွားမပိတ်နဲ့ပိတ်ရင်ပို့ထွက်မယ်လို့ပြောချင်တာနော်အဲ့တော့73တုံးတဲ့အတိုင်းလေးပဲဆက်ပြီးတုံးနေပါတဲ့ ပြီးတော့ဒီကာလမှာငရေသူတွေဆိုလို့ရှိရင်လည်းအခြေအနေပတ်သက်ပြီးတော့အဲ့လိုပေါ့အဆင်မပြေမှုလေးတွေတော်တော်ပြပဿနာတက်တာလေးတွေကြုံရတတ်တယ်။အဲ့လိုပြဿနာတက်ထားတယ်ဆိုလို့ရှိရင်ဒီတစ်ပတ်အတွင်းကိုတော့တွားပြီးတော့အဲ့ဒါဟိုချော့တာတော့လကောင်းတောင်းမှန်တာတော့လကောင်းတခုခုစူးစမ်းမှုတခုခုမလုပ်သင့်သေးပါဘူးတဲ့။ဒီတိုင်းလေးပဲရက်တန့်နေတာပိုကောင်းတယ်အခြေအနေပတ်သက်လို့ရှိရင်ကိုတွားပြီးတော့ပြုတ်ပြင်လိုက်မှအဲ့ဒါအခြေအနေပိုပြီးဆိုးသွားတတ်တယ်ပေါ့နော်။ကိုကကောင်းမလားလို့ထင်ပြီးတော့တွားချော့လိုက်ရင်လည်းအဲ့ဒါချော့တာအမှားဖြစ်သွားတတ်တယ်လို့ နော်ကိုကအဆင်ပြေမလားဆိုပြီးတွားပြုတ်လိုက်တဲ့စကားလုံးနေရအဲ့ဒါအလွဲတွေဖြစ်သွားတတ်တယ်ဒါကြောင့်မို့ဒီကာလာလေးမှာခဏလေးသိဉ္ကြီးခံပြီးတော့နေသင့်သေးတဲ့အခြေအနေပတ်သက်ရင်ပေါ့နော်ပြီးတော့ဒီကာလာမှာမိမိကိုတဲ့မိမိရဲ့မိဘဆရာသမားအကြီးအကဲတွေကနေပြီးတော့ကို့ဘုံမှာအထင်မြင်လွဲမှားမှုလေးတွေကို့အနေထိုင်အပြစ်မြင်တာမျိုးတွေကြုံရတတ်တယ်အဲ့ဒီခါမှာကိုကလည်းပဲပြန်ပြီးတော့အတိုက်ခံပြူတာပေါ့နော်တိုက်ခံသဘောတွေပြန်ပြူပြီးတော့ပြန်ပြောပြန်ဆိုမိတာလေးတွေစိတ်ကွက်ညှဉ်းညင်မိတာလေးတွေပြန်ပြီးဖြစ်မိတတ်တယ်တဲ့ ဖြစ်နိုင်မယ်ဆိုရင်တော့စိတ်ကိုကြည်ပြူသွားထားပါမိဘဆရာသမားအကြီးအကဲကိုအထင်မြင်လွဲလာခဲ့ရင်တော့မှနော်ကိုကခွန့်လွတ်စိတ်နဲ့ကဲကြီးခံလိုက်ပါတဲ့ဒီကာလမှာအတိုက်ခံပြန်ပြူလို့မရဘူးစိတ်ကွက်ညွညွလို့မရဘူးအဲ့လိုမျိုးဖြစ်သွားလို့ရှင်ကိုယ့်ရဲ့ကံတွေပို့ပြီးတော့ဆိုးသွားစေပါတယ်တဲ့ဒါကြောင့်မလို့အဲ့ဒါလေးကိုတော့နော်ဂရုစိုက်ပါတဲ့ပြီးတော့ဒီကာလမှာအင်္ဂါနံဆက်ပစ္စည်းတွေပါတွေဝင်လာခဲ့ရှိတယ်အဝင်တော်ပါတယ်ဝင်လာရင်ကံလဲကောင်းတယ်တဲ့ပြီးတော့ဒီလက်သွတ်တွေပါတွေလည်းဝင်လာခဲ့ရှိတယ် အဝင်တော်တယ်ဝင်လာရင်လည်းကောင်းပါလေတဲ့ဒီကာလမှာမိတ်ဆွေတို့အနေနဲ့စိတ်တွေရှုပ်ထွေးပြီးတော့စိတ်တွေအယမ်းညစ်နေရပါတယ်ဆိုလို့ရှိရင်ဒီမြက်ကူးချောင်းကြားလေးကိုခီးခဏလောက်သွားလိုက်ပါတဲ့ခီးယာကြီးလေးပေါ့အဲ့ခီးကနေပြန်လာလို့ရှိရင်အဲ့မကောင်းတဲ့အညံ့တွေရှိရင်လွတ်သွားပါတယ်တဲ့ဒါကြောင့်ဒီကာလမှာခီးတွားရင်အညံ့ပြေတယ်ပေါ့လေအဲ့တော့ဘာပဲပြောပြောမိတ်ဆွေတို့အနေနဲ့ဒီတစ်ပတ်တာကာလအတွင်းမှာမကောင်းကျိုးပြကောင်းကျိုးရအောင်မိတ်ဆွေတို့ပြုလုပ်တဲ့နေရာကတော့စွန့်ငံကြွလာတဲ့တန်ဃာတို့ကိုတဲ့ပေါ့မှုစွန်းလောင်းလူ တန်ကျန်အဖြစ်ပေါ့နော်မိစုတွေရဲ့ဒီတစ်ပတ်တာကာလအတွင်းမှာမကောင်းကျိုးတွေပျောက်ပြီးတော့ကောင်းကျိုးတွေရရှိစေပါရစေခင်ဗျာမင်္ဂလာပါခင်ဗျာပုရုသသီးများအတွက်23ရက်ဆယ်လ2025မှာ29ရက်ဆယ်လ2025အတွင်းတပတ်တာကာလကံကြမ္မာကိုအကြံပြုဟောပြောပြီးမှာဖြစ်ပါတယ်ပုရုသသီးမိစုတို့အနေနဲ့ယခုကာလသည်တဲ့ကံတရားကမျက်နှာသာပြီးမဲ့အချိန်ကာလလေးဖြစ်တဲ့ကံတရားကမျက်နှာသာပြီးမဲ့ဆိုပေမဲ့စိတ်ပျော်နေတဲ့သူတို့သာလျှင်ဒီချိန်မှာကံကောင်းခြင်းအားရရှိစေတယ်တဲ့ ဒါကြောင့်မလို့ဒီကာလမှာစိတ်ကိုပြောအောင်နေဖို့ဟာအခရာကြပါတယ်အဓိကကြတယ်ပေါ့နော်စိတ်ကိုပြောအောင်နေရမယ့်ကာလဒါကြောင့်မလို့ဒီဂိမ်းမျိုးရောက်ပြီဆိုလို့ရှိရင်ပျော်ပွဲရှင်ပွဲလေးတွေသွားရရုပ်ရှင်တွေပါကြီးသွားကြည့်ရတယ်စိတ်ညစ်စရာတွေကိုမေ့ထားရတယ်ပေါ့အဲ့တော့ပျော်ပျော်နေပါတဲ့ဒီကာလဟာပျော်ရွှင်အောင်နေခြင်းအဖြစ်ဆွမ်းနာပြောတဲ့ကန်တရားရဲ့အထောက်ပံ့တွေရရှိနေပါတယ်တဲ့ဘာလို့လဲဆိုတော့ဒီဂိမ်းနဲ့ရောက်ပြီဆိုလို့ရှိရင်မဖြစ်လာသေးတဲ့အကြောင်းတရားတွေကိုကြိုတွေးပြီးတော့ပူပန်နေရတဲ့တဲ့ဘောလေးရှိလို့ပါအဲ့ဒါအဲ့ဒါတွေကိုမေ့ပြောက်ပြီးတော့ပျော်အောင်နေတဲ့ပျော်အောင်နေရင်ကံကောင်းနေတဲ့ ီးတော့ဒီကာလမှာဗုဒ္ဓဂျူဟာအကောင့်ထာဗုဒ္ဓနံဗုဒ္ဓဂျူဟာအကောင့်ထာနာမှာရောက်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့လူနေဟန်လည်းကြွားရမယ်တဲ့လူနေဟန်ကြွားရမယ်သူများတကာဒီကိုယ့်ကိုမြင်ရင်အစဉ်ပြေနေတဲ့ပုံစံမျိုးဖြစ်အောင်နေရပါတယ်အဲ့တော့ဒီကာလမှာအရင်လိုမျိုးဖြစ်သလိုကြီးနေလို့မရပါဘူးအဲ့တော့ဝေကောင်းစားလာလေးတွေဝေရမယ်တတ်မှတ်မြတ်တတော်ပြင်အောင်လေးနေရမယ်ပေါ့မိန်းကလေးတွေဆိုရင်လည်းအလှပပြုပြင်ပြီးတော့နော်ဝေကောင်းစားလာလေးဝေရမယ်ယောက်ျားလေးဆိုရင်တသက်ရက်လေးနေရမယ်ပေါ့လူထင်ကြီးအောင်နေရတဲ့ကာလပါတဲ့ဒီကာလမှာဖြစ်နိုင်ရင်တော့အစင်မပြူးဆိုတဲ့ဇာတ်တွေကို မပြောပါနဲ့တဲ့အဆင်မပြေဘူးเนาะအဲ့လိုညှဉ်းညူတဲ့စကားမျိုးတွေမပြောသင့်ပါဘူးတဲ့ဒီကာလမှာပြီးတော့မိတ်ဆွေတို့ရဲ့အိမ်မှာတဲ့ဖက်နှက်ချွတ်မှာတဲ့အဲ့ဖက်နှက်တွေရှုပ်ပွားနေတာမျိုးတွေပေါ့နော်ဖက်နှက်တွေချွတ်ထားတာရှုပ်ပွားနေတာမျိုးတွေရှိတယ်တဲ့အဲ့ဒါလေးကိုတက်တက်ခက်ခက်တက်တက်ရရလေးတက်တက်ရှင်ရှင်လေးလုပ်ပါတဲ့เนาะအဲ့ဒါဒီကာလအတွက်ပေါ့နော်အဲ့ဒါလေးတက်တက်ရှင်ရှင်လေးထားတင်တဲ့အချိန်ကာလဖြစ်တယ်တဲ့ပြီးတော့ဒီကာလမှာစကားပြောတဲ့အခါမှာအဲ့စကားပြောကန်တီကြလို့ရှိရင်အနေငယ်စဉ်းစားပြီးမှပြောပါဘာကြောင့်လဲဆိုရင် စကားတစ်ခုကိုအကြောင်းပြုပြီးတော့အဲ့ဒါရှင်းရလင်းရတဲ့ကိစ္စလေးတွေပေါ်တတ်ပါတယ်အဲ့စကားပြောမှားတာလေးတွေပေါ့နော်အဲ့ဒါစကားပြောလေးတော့ခယူဆိုင်ပြီးပါတဲ့စကားပြောမှားတယ်လို့ပြီးတော့အမှုဖြစ်နေတဲ့သူကိုလုံးဝအာမမခံပါနဲ့တဲ့နောက်ဒီကာလမှာလည်းအမှုဖြစ်နေတဲ့သူကိုအာမခံအာမခံပေးတာရယ်ပြီးရင်ငွေထုတ်ချီးတာရယ်အဲ့နှစ်ခုကိုတော့ရှောင်ပါတဲ့ဘယ်လောက်ပဲရင်းရင်ပေါ့နော်အဲ့နှစ်ခုကိုတော့ရှောင်ထားတဲ့ကာလပါတဲ့ဒီကာလမှာတော့မြေတွေပါတွေပေါ့ဝင်ထားရင်ထွက်ကင်းရှိတယ်ထွက်ထားလို့ရှိရင်ပြန်ဝင်ကင်းရှိပါတယ်တဲ့မြေနဲ့ပတ်သက်တဲ့ကိစ္စပါပေါ့နော် တော့50 50အားကောင်းတဲ့ချိန်ပေါ့ပြီးတော့ရွှေတဲ့ပစ္စည်းပါတွေထွက်ထတာတွေရှိရင်ပြန်ပြီးဝင်လာတတ်ပါတယ်အဲ့တော့ရွှေအဝင်တော်တယ်အဲ့ဒါရွှေဝယ်မယ်လုပ်မယ်လို့စိတ်ကူးထတာရှိရင်လည်းဒီကာလအတွင်းမှာရွှေတွေပါတွေဝယ်ခြင်းအဖြစ်အဲ့ဒါအကျိုးမြတ်တွေရရှိနေပါတယ်တဲ့အိမ်မှာရှိတဲ့စက်ပစ္စည်းလေးတွေကတော့ခဏခဏဒီကာလမှာပြတ်နေတတ်တယ်တဲ့စက်ပစ္စည်းတွေပြတ်နေရပါဘို့ဟိုစက်ပစ္စည်းကပြတ်လိုက်ဒီစက်ပစ္စည်းကပြတ်လိုက်အဲ့စက်ပစ္စည်းနဲ့ပတ်သက်ပြီးတော့အနေငယ်စိတ်ငြိမ်ရတတ်ပါတယ်တဲ့ပြီးတော့ဒီကာလမှာခလေးသူငယ်တွေရဲ့ချစ်ခင်ခြင်းနှစ်သက်ခြင်းကိုခံရတတ်တယ်အဲ့တော့ အရင်တော့ကိုခေါ်လို့မရတဲ့ကလေးတွေအခုချိန်မှာခေါ်လို့ရတာမျိုးတွေပေါ့နော်ကလေးတွေရဲ့ချစ်တာကိုခံရတတ်တယ်။ဒါကြောင့်မလို့ဒီကာလမှာကလေးတွေကိုပြောင်းထားပါကလေးတွေစိတ်ညစ်အောင်လို့သွားပြီးစတာမျိုးတွေအိမ်မှာရှိတဲ့မိသားစုထဲမှာရှိတဲ့နော်ကလေးတွေကိုငိုအောင်နော်စတာမျိုးတွေစူတာမန်တာလေးတွေမလုပ်တင်ပါဘူးတဲ့ကလေးတွေစိတ်ချမ်းသာအောင်ထားတဲ့ကာလဖြစ်ပါတယ်တဲ့ဒီကာလမှာဘုရုသားသမီးမိတ်ဆွေတို့အနေနဲ့စမ်းပွင့်နေပါတယ်အဲ့ဒါ အပြိုလူပြိုတွေလည်းမဟုတ်ပါဘူးအိမ်အောင်တွေဒီမှာပါစမ်းပွင့်တာပါစမ်းပွင့်နေတဲ့အတွက်ကြောင့်မလို့ဒီလိုကာလမျိုးမှာအိမ်အောင်ရှိနေရင်တောင်မှနော်အဲ့ဒါဇွတ်တိုးပြီးဝင်လာတာမျိုးတွေအဲ့ဒါပေါ်တတ်ပါတယ်ဒါကြောင့်မလို့ဒီလိုကာလမျိုးမှာအိမ်အောင်တွေများအနေနဲ့ကိုကျင့်တရားတော့အရေးကြီးပါတယ်ကိုကျင့်တရားတော့ထိမှာအဲ့လိုမျိုးအိမ်အောင်ရင်းနဲ့ပတ်သက်ပြီးတော့အဲ့လိုမျိုးနော်တခြားဆက်ညီမက်နော်ဆက်ညီမက်ယောက်ျားလေးမိန်းကလေးတွေရဲ့နှစ်သက်ချင်းမျက်နှာချင်းကိုခံရတဲ့အတွက်ကြောင့်မလို့အိမ်အောင်ရင်းနဲ့ပတ်သက်တဲ့ကိုကျင့်တရားကိုတော့အထူးထိမ့်သိမ့်နေပါတယ်တဲ့ တော့မိတ်ဆွေတို့အနေနဲ့ဒီကာလအတွင်းမှာမကောင်းတဲ့ကံတွေလွတ်မြောက်ပြီးတော့ကောင်းတဲ့ကံတွေဖြစ်ပေါ်လာဖို့အတွက်မကောင်းကျိုးပြောက်ကောင်းကျိုးရောက်အောင်မိတ်ဆွေတို့အနေနဲ့ပြုလုပ်တဲ့ကြေရာကတော့ဖရာတစူစူရဲ့ပုံထူးတောက်မှာတဲ့ပုံထူးနန်တောက်မှာပေါ့နော်ခရီ6ညွန့်တွားရောက်တူတန်းပူဇော်ပေးခြင်းအဖြစ်ဒီကာလအတွင်းမှာမကောင်းတဲ့ကံတွေဟာပပျောက်ပြီးတော့ကောင်းတဲ့ကံတွေကိုဖြစ်ပေါ်စေပါတယ်ခင်ဗျာမင်္ဂလာပါခင်ဗျာကြာသာပရိသတ်သမီးများအတွက်23ရက်ဆယ်လ2025မှာ 29ရက်စဲလာ2025အတွင်းတပတ်တာကာလကံကြမှာကိုအကြံပြုဟောပြောပြီးမှာဖြစ်ပါတယ်။ကြာသာပရိသတ်သည့်မိတ်ဆွေတို့အနေနဲ့ယခုကာလမှာတဲ့အလုတ်တနေရာတက်တွေရရှိတတ်တယ်တဲ့။အလုတ်နဲ့ပတ်သက်ပြီးတော့အဆက်အသွယ်ကောင်းအကြံစီကောင်းတွေရရှိတတ်ပါတယ်တဲ့။အလုတ်နေရာကောင်းတွေလည်းရတတ်တယ်ပေါ့လေ။အလုတ်နဲ့ပတ်ပတ်သက်ပြီးတော့တိုးတက်မဲ့အချိန်ကာလလည်းဖြစ်ပါတယ်တဲ့။ဒါကြောင့်မလို့လုပ်ငန်းတိုးချဲ့ခြင်းသာလုပ်ငန်းသစ်လုပ်ခြင်းတဲ့ဆန္ဒတွေရှိရင်ဒီလိုကာလမျိုးမှာလုပ်ငန်းတိုးချဲ့တာတို့လုပ်ငန်းသစ်လုပ်တာတို့အဲ့ဒါလုပ်တဲ့နဲ့လုပ်တင်ပါတယ်။ ဲ့တော့ပြီးပြီးတော့မိမိတို့လက်ရှိလုပ်နေတဲ့အလုပ်အဟောင်းကိုပေါ့လေအစ်စ်တဘောမျိုးလေးဖြစ်အောင်ပြုလုပ်ပေးခြင်းအားဖြင့်အဲ့ဒါအယောင်းဝယ်လက်ပို့ပြီးကောင်းစေပြီးတော့စီးပွားရေးတွေမှာလည်းပို့ပြီးတော့အဆင်ပြေစေပါတယ်ဒါကြောင့်မလို့လက်ဖေးဆိုင်တို့နော်စားတောက်ဆိုင်တို့ဒါမှမဟုတ်ဈေးဆိုင်တို့ဆိုရင်လည်းကိုယ့်ရဲ့ဆိုင်မှာပစ္စည်းအထားတူလေးတွေကိုနေရာအချင်းပြောင်းလေးအနေငယ်လုပ်ပေးလိုက်လို့ရှိရင်အဲ့ဒါအယောင်းဝယ်တွေပို့ပြီးတော့ကောင်းစေတယ်ပေါ့ဒီလိုကာလမှာအစ်စ်အစ်စ်တွေဖန်တီးခြင်းအားဖြင့်အလုပ်တွေပို့ပြီးတော့အဆင်ပြေစေပါတယ်တဲ့အဲ့တော့ဒီကာလမှာ အလုတ်တွေကောင်းနေဆိုပေမဲ့အလုတ်မှာတော့အတိုက်ခံတော့အရန်ပေါ်ပါတယ်အဲ့ဒါလို့တခုတော့ယူဆိုင်ပါအလုတ်မှာအတိုက်ခံအရန်ပေါ်တယ်ပြီးတော့အထက်လူကြီးကိုယ်ပေါ်မှာအမြန်အမြင်ပေါ့နော်အမြင်မကြည်တာမျိုးတွေဖြစ်တတ်တယ်တဲ့ဒါပေမဲ့စိုးရိမ်တာတော့မရှိပါဘူးတဲ့နော်အဲ့တော့အလုတ်မှာအတိုက်ခံနေကြောင်းပဲကိုဟာကောင်းတဲ့နေရာကိုပို့ပြီးတော့ရောက်သွားတတ်ပါတယ်တဲ့အဲ့တော့ဒီလိုကာလမျိုးမှာသူတို့ရဲ့တိုက်ခတ်ခြင်းနော်တိုက်ခတ်ခြင်းဟာကိုယ့်အတွက်ဒုက္ခမရောက်စေဘဲနဲ့ကောင်းတဲ့နေရာကိုပဲရောက်သွားတတ်ပါတယ်တဲ့နော်ဒီလိုလေးတော့ပြောထားတယ်ပြီးတော့ဒီကာလမှာတခိုးတွေပါလေခိုးခံတတ်တယ်ဒါကြောင့်မလို့ ကိုယ့်ရဲ့နော်ပစ္စည်းတွေပါဆိုရင် view design လေးတင်ဆက်ပါတခုခုခံခြင်းရှိပါတယ်တဲ့ပြီးတော့ဒီကာလမှာကောင်းသောခီးတွေတွားဖို့ရှိတယ်နော်ပျော်ပွဲရှင်ပွဲခီးတွေတွားဖို့ရှိတယ်ဖျားဘူးခီးတို့နော်ဒီအလှူမင်္ဂလာနဲ့ပတ်သက်တဲ့ခီးမျိုးတွေတို့နော်အဲ့လိုမျိုးခီးတွေတွားတတ်ပါတယ်တဲ့ခီးတွားခြင်းအဖြစ်လဲကံကောင်းစေတယ်အဲ့လိုကောင်းမွန်တဲ့ခီးတွေကိုတွားတတ်ပါတယ်တဲ့တခုရှိတာဒီလိုကာလမျိုးမှာသူတစ်ပါးကိုယ်ပစ္စည်းတွေပါလာပြီးအဲ့ရင်တော့လက်သက်မခံပါနဲ့အဲ့တော့ဥမာတစ်ခု ကိုပတ်စံအပ်ထားတာပစ္စည်းရွှေတွေပစ္စည်းတွေပါတွေလာပြီးအပ်ထားတာဆိုရင်လက်သက်မခံပါနဲ့ထို့အတူပဲကိုယ့်အိမ်မှာပေါ့နော်အဲသူခီးသွားစရာလေးရှိလို့ဒါလေးတော့ဒီအိမ်မှာထားခဲ့အောင်မယ်ဆိုရင်လည်းလက်သက်မခံသင့်ပါဘူးဒီလိုကာလမျိုးမှာသူတို့ဘာလာအပ်တော့ပစ္စည်းများကိုတဲ့လက်သက်မခံသင့်ပါဘူးတဲ့အဲ့ဒါလေးတော့ရှိရပါတော့ပြီးတော့ကျမ်းမာကြီးနဲ့ပတ်သက်ရင်ဒီကာလမှာမိတ်ဆွေတို့အနေနဲ့မူးတဲ့ကျမ်းမာကြီးလေးညံ့တတ်တယ်ခေါင်းမူးတာပေါ့နော်မူးမူးနေရမျိုးတွေဖြစ်တတ်တယ်နော်အသက်ကြီးတဲ့သူတွေဆိုရင်ဒီကာလမှာမျက်မှန်ဒီဂရီတိုးရတာမျိုးတွေပါလေဖြစ်တတ်တယ်ပေါ့ ကျမကြီးမျက်စိနဲ့ပတ်သက်တဲ့ဝေဒနာလေးတွေဖြစ်တတ်တယ်၊မူတာလေးတွေဖြစ်တတ်တယ်ပေါ့ကျမကြီးကတော့ပြီးတော့ဒီကာလမှာတဲ့ဇာတာပိသာသီမိတ်ဆွေတို့အနေနဲ့မိတ်ဆွေတို့ရဲ့အတွေးအခေါ်အယူဆတွေအနှဲငယ်လေးနဲ့လွဲမှားတဲ့သဘောလေးတွေရှိတယ်။ဘာကြောင့်လဲဆိုတော့တွေးဟာတွေများနေလို့ဟိုဘာပဲလို့ရမလားဒီဟာပဲလို့ရမလားအတွေးအခေါ်အယူဆလေးတွေမှားတတ်တယ်တဲ့။ဒါကြောင့်မလို့တခုခုဆိုလို့ရှိရင်တဲ့ရုပ်ချီးပေါ့အလင်းအမြန်ပေါ့ကိုယ်သဘောနဲ့ကိုယ်ဆုံးဖြတ်တာမျိုးမလုပ်ခဲနဲ့တဲ့။ဘုဟုသာသမီတော်၎င်းတောက်ကြသာသမီတော်၎င်းသူတို့တွေနဲ့တိုင်မြင်ပြီးမှသာလျင်အဲ့ဒါ ဆုံးဖြတ်တဲ့ပေါ့နော်တခုဆိုရင်လောက်တယ်မလောက်တဲ့ဟိုပေါ့နော်သူတို့နဲ့တိုင်ပင်ပါတဲ့ပြီးတော့ဒီကာလမှာရွှေတဲ့ပစ္စည်းတွေပါဒီဝင်ငင်းရှိတယ်အဝင်တော်တယ်အဲ့တော့ထွက်ထားတဲ့ရွှေတွေရှိရင်လည်းပြန်ဝင်လာတတ်တယ်လို့ရွှေတွေပါဒီလုတ်ဖို့ရာစိတ်ကူးရှိတယ်ဆိုရင်လည်းဒီလိုကာလချင်းမှာလောက်တယ်ပါတဲ့အဝင်တော်ပါတယ်ပြီးတော့ဒီကာလမှာမိတ်ဆွေတို့ရဲ့မိသားစုထဲမှာပဲဖြစ်ဖြစ်ကိုယ်တိုင်ပဲဖြစ်ဖြစ်ပေါ့လက်ဝတ်ရတနာမှာကြောက်တက်ပြီးဝတ်တဲ့ဟာမျိုးတွေရှိလို့ကြောက်ဒီပါတွေပြုတ်နေတယ်ဆိုရင်ပြန်ပြီးတက်ပါတဲ့အဲ့တော့မိသားစုထဲမှာလက်ဝတ်ရတနာကြောက်ပြုတ်တက်တယ်အိမ်မှာအတူနေတဲ့သူထဲမှာပေါ့ ဲ့လိုကြောက်ပြုတ်လို့ရှိရင်အဲ့ဒါချက်ချင်းပြန်တက်ပါအဲ့ဒါငွေကုန်ကြေးကျများတော့မယ့်နမိတ်ဖြစ်ပါတယ်တဲ့ဒါကြောင့်မို့လဝိရဏကြောက်ပြုတ်ရင်ချက်ချင်းပြန်တက်ရပါမယ်ဒီတပတ်တာကာလအတွင်းမှာမိတ်ဆွေတို့အနေနဲ့မကောင်းကျိုးတွေပျောက်ပြီးကောင်းကျိုးတွေရောက်အောင်မိတ်ဆွေတို့ပြုလုပ်တဲ့ရည်ရွယ်ချက်ကတော့အိမ်ရဖះမှာမနှက်ပိုင်းကိုပေါ့နော်ရှောက်တိတုံနဲ့ဖះစွန်းတော်ကပ်ပေးခြင်းအဖြစ်မိတ်ဆွေတို့အနေနဲ့မကောင်းကျိုးတွေပျောက်ပြီးတော့ကောင်းကျိုးတွေရရှိစေပါရစေခင်ဗျာမင်္ဂလာပါခင်ဗျာတောက်ကြသားသမီးများအတွက် 23ရက်စဲလ2025မှာ29ရက်စဲလ2025အတွင်းတပတ်တာကာလကံကြမ္မာကိုအကြံပြုဟောပြောပေးမှာဖြစ်ပါတယ်။တောက်ကြသားသမီးမိတ်ဆွေတို့အနေနဲ့ဒီကာလမှာတဲ့နှက်ယုံကြည်တဲ့သူတွေအဖို့နှက်ပိုင်းဆိုင်ရာတွေရဲ့ကုညီမှုမဆာမှုစောင့်ရှောက်မှုတွေရတတ်ပါတယ်တဲ့။ဘာကြောင့်လဲဒီကာလနှက်ချစ်တဲ့ကာလဖြစ်ပါတယ်တဲ့။နှက်မှာတကယ်သူတဲ့အကျိုးရှိတယ်တဲ့။နှက်တွေရဲ့ချစ်ခင်ခြင်းကိုခံရတတ်တယ်တဲ့။ဒီကာလမှာမိတ်ဆွေတွေရဲ့မွေးနံတောက်ကြဟာအနေထိုင်လေးနဲ့ညံ့နေတဲ့အတွက်ကြောင့်မလို့စိတ်ပိုင်းဆိုင်ရာတွေ เนาะမကြည်လင်မဲ့ねဟိုစိတ်တွေညှင်းညွန်းနေတတ်တယ်တဲ့ကိုကိုတိုင်မှစိတ်ကနေလို့မပျော်ပါဘူးဆိုတာမှเนาะကိုရဲ့တငယ်ချင်းအပေါင်းအသင်းကိုရဲ့မိသားစုတွေရာစသူတို့ရဲ့စိတ်ညစ်စရာတွေကိုစီမှာလာပြီးတိုင်ပင်ညရင်းဖွင့်ညနဲ့အဲ့ဒါသူများအပူပါကိုကနားထောင်ပြီးတော့ကိုပါပူရတတ်တယ်တဲ့အဲ့လိုပြောထားတာဗောနော်ဒီလိုကာလမျိုးမှာအထူးသဖြင့်ရှောင်းအောင်မှာတော့ငွေကြေးနဲ့ပတ်သက်ပြီးပတ်စံလုံးဝမချိတဲ့နယ်ကာလပါဒီကာလမှာတော့မိသားစုအရင်းကြီးဖြစ်နေပြီမချိတဲ့အောင်ပေးခြင်းအပြတ်ပေးလိုက်ပါတဲ့ ီကာလမှာပတ်စံချီးလို့ရှိရင်အဲ့ပတ်စံတွေကပြန်ရဖို့လည်းမလွယ်ဘူးတဲ့ကိုချီးလိုက်တဲ့ပတ်စံနဲ့ तू तू တို့တို့အနေနဲ့လှုပ်လှုပ်လို့ရှိရင်လည်းအဆင်မပြေဘူးတဲ့ဒါကြောင့်မလို့ဖြစ်နိုင်ရင်ဒီကာလမှာပတ်စံမချီးပါနဲ့ပေးနိုင်ရင်အပြက်တစ်ခါတည်းပေးပလိုက်ပါတဲ့ပြီးတော့ဒီကာလမှာနောက်တစ်ခုရှောင်းရမှာပါလို့ဆိုတော့ခတိပေးတဲ့ကိစ္စတွေဘယ်နေ့ကြရင်ငါဘာဖြစ်အောင်လုပ်ပေးပါမယ်ဘယ်နေ့တော့ရအောင်လုပ်ပေးပါမယ်လို့ပြောလိုက်လို့ရှိရင်အဲ့ဒါပြက်ဖို့ကြောင်းရည်ပေါ်ပေါ်လာတတ်ပါတယ်။ဂရိတွေပြက်တတ်တဲ့ကာလပါ။ဒါကြောင့်မလို့ဒီကာလမှာဖြစ်နိုင်ရင်ဂရိမပေးနဲ့အတက်ထိုင်ဆုံးဖြစ်အောင်လုပ်ပေးမယ်ဆိုတာလောက်ပဲပြောပါ။ ဂရီလုံးဝမပေးသင့်ပါဘူးတဲ့နောက်ပြီးတော့ဒီကာလမျိုးမှာသူများတကကိစ္စမှာကိုကကြားဝင်ပြီးတော့စိတ်တိုင်းနာမျိုးညှိညှိနှိုင်းပြီးတာလို့ဘာလို့မလုပ်သင့်ဘူးသူများကြားမဝင်သင့်တဲ့ကာလပေါ့နော်ကြားလုံးဝမဝင်ပါနဲ့တဲ့ပြီးတော့အာမခံကိစ္စတွေရှောင်ထားပါတဲ့အာမခံငွေကြီးအာမခံရင်အဲ့ငွေကြီးကကိုခေါင်းပေါ်ရောက်လာမယ်လူမွေးအာမခံရင်လူမွေးပြဿနာတက်မယ်ဒါကြောင့်မလို့အာမခံကိစ္စများဘူးတော့ရှောင်ထားပါတဲ့နော်ဒီကာလမှာငွေရသူတွေအနေနဲ့ပညာရေးနဲ့ပတ်သက်ပြီးအားကောင်းနေပါတယ်နော် သင်တန်းတဲ့တဲ့ကိစ္စတွေပေါ်မယ်ဆရာကောင်းသမားကောင်းတွေတွေ့မယ်ပညာရေးနဲ့ပတ်သက်ပြီးတော့အဆင်ပြေမယ်ပေါ့နော်ပညာရေးနဲ့ပတ်သက်ပြီးအားကောင်းနေတဲ့အချိန်ကာလဖြစ်တယ်တဲ့နောက်အခြေသမီးသားရေးနဲ့ပတ်သက်တော့အခြေနဲ့ပတ်သက်တော့စိတ်ညစ်စရာတွေကိုကြုံရလိမ့်မယ်အခြေနဲ့ပတ်သက်ရင်တော့ချစ်သူကြီးသားစီကနေကြားလဲတဲ့စကားမှန်တယ်မြတ်နည်းနည်းစိတ်ညစ်စရာလေးတွေပဲကြားကြားနေရတယ်တဲ့အဲ့တော့ဒီကာလမှာအဲ့လိုမျိုးပေါ့နော်စိတ်ညစ်စရာလေးတွေနည်းနည်းအဲ့လိုပေါ့ကိုနေရာဝင်လာဒီနေရာဝင်လာဒါလေးတွေဖြစ်တတ်တဲ့ကြောင့်မလို့အဲ့ဒီစိတ်ညစ်စရာတွေကိုလှုပ်အောင်လို့ဘာလှုပ်လို့ရလဲဆိုလို့ရှိရင်ပန့်ရှင်ရေးကုသလုပ်တဲ့ဟာအကောင်းဆုံးပါပဲတဲ့ ဲ့တော့ဒီကာလမှာအိမ်ရဲ့တန်ရှင်ကိုကိုကိုတိုင်လောက်ပါတဲ့ပြီးရင်အိမ်မှာမလို့အဖဲနဲ့တိန်းထားတဲ့ဘူးကွန်နေနော်မိသည်အကျွန်းနေမလို့အဖဲနဲ့တိန်းထားတဲ့အရာတွေအိမ်မှာရှိတယ်တဲ့အဲ့ဒါတွေအကုန်လုံးအဲ့ဒါလွတ်ပြစ်ပါတဲ့တန်ရှင်လုတ်လိုက်ပါတဲ့အိမ်တန်ရှင်လုတ်လိုက်ပြီဆိုတာနဲ့ဆိုတာပြောတယ်စိတ်ညစ်စရာတွေကလွတ်သွားရောတဲ့ပြီးတော့ဒီကာလတည်းရောက်တဲ့ဒီဒီကာလတည်းမှာမိမိကိုကိုမိမိလည်းတည်တယ်ပြင်းလာတယ်လို့ခံစားရတယ်ပြင်းကြီးလာတာပေါ့အေးရတော်တော်နဲ့မထကျင်တာ ပင်ဟိုဟာသူလည်းထမလို့ချင်းဒီဟာသူလည်းထမလို့ချင်းနဲ့နည်းနည်းပြင်းတဲ့ယောဂါလေးတွေနဲ့ဆွဲလာတတ်ပါတယ်တဲ့အပြင်းကြီးတာလေးလေနည်းနည်းဖြစ်လာတတ်တယ်တဲ့အဲ့တော့ဒီကာလမှာပြင်းနေပြီးတော့နော်ကိုကိုတတောင့်တတနေလို့ရှင်ရင်အဲ့ဒါနည်းနည်းလေးကန်ညံ့စီတယ်ပေါ့လေဒါကြောင့်မို့ဒီကာလမျိုးမှာမပြင်းပါနဲ့ဆွနာပြောသလိုဘာမှလုပ်စရာမရှိရင်အင်တန်ရှင်းထားလို့နေပါဒါဆိုရင်ကန်ကောင်းတယ်နော်အဲ့တော့ဘာပဲပြောပြောမိတ်ဆွေတို့အနေနဲ့ဒီတစ်ပတ်ကတာကာလအတွင်းမှာပေါ့နော်အဲ့တော့ ကံအနှဲငယ်ညံ့နေတယ်ဆိုပေမဲ့အဲ့ဒီမကောင်းတဲ့အညံ့တွေအလုံးလွတ်မြောက်ပြီးတော့ကောင်းကျိုးမင်္ဂလာတွေဖြစ်လာအောင်တဲ့ဖရားသူစုစုမှာတဲ့မိမိရဲ့မွေးနံ့တော်မှာတဲ့ထီးဖြူအသေးလေး၁၂လက်နော်ထီးဖြူအသေးလေး၁၂လက်ကိုတွားရောက်လူတန်းပူဇော်ပြီးတော့ဖရားမှာမိမိအမွှေးနံ့တာရေနဲ့ဖရားကျုပ်ပွားတော့ရင်းစင်းလူတော်ကိုရေတက်ပေပေးခြင်းအဖြစ်အဲ့ဒါမိတ်ဆွေတို့အနေနဲ့မကောင်းကျိုးတွေပျောက်ပြီးတော့ကောင်းကျိုးတွေရရှိစေပါတယ်ခင်ဗျာ23ရက်ဆယ်လ2025မှာ29ရက်ဆယ်လ2025အတွင်း တပတ်တာကာလကံကြမ္မာကိုအကြံပြုဟောပြောပြီးမှဖြစ်ပါတယ်။စနေသားသမီးမိတ်ဆွေတို့အနေနဲ့ယခုကာလမှာတဲ့ကြာသာပရိနဲ့ကြာသာပရိကျူအားကောင်းနေတာဖြစ်တဲ့အတွက်ကြောင့်မလို့မြေနဲ့ပတ်သက်တဲ့ကိစ္စအမွေနဲ့ပတ်သက်တဲ့ကိစ္စပညာရေးနဲ့ပတ်သက်တဲ့ကိစ္စပြောဆိုဆုံးဖြတ်စီရတယ်ရှိရင်ဒီလိုကာလမျိုးမှာပြောဆိုတင်ပါတယ်ဆုံးဖြတ်တင်ပါတယ်တဲ့။အဲ့တော့ဒီလိုကာလမှာဆုံးဖြတ်ချက်ချမယ်ဆိုရင်တော့အဲ့ဆုံးဖြတ်ချက်တွေကမှန်ကန်စေတယ်ပေါ့လေ။ပြီးတော့အင်္ဂါနဲ့နဲ့ပတ်သက်တဲ့စက်ပစ္စည်းတွေဘာတွေဝင်ငင်းရှိတဲ့အဝင်တော်တယ်နော်စက်ပစ္စည်းတွေဝင်လာခြင်းအဖြစ်လဲတန်ကောင်းစေပါတယ်တဲ့။ ဒီကာလမှာမိတ်ဆွေတို့ရဲ့အိမ်မှာရေနဲ့ပတ်သက်ပြီးတော့စိတ်ညစ်စရာလေးတွေပေါ်တတ်တယ်တဲ့ရေနဲ့ပတ်သက်ပြီးတော့အဲ့လိုစိတ်ညစ်စရာပေါ်နေတဲ့အခါမှာအကြီးသားမဟုတ်ဘူးအသေးသားပေါ့မပြင်မဲနဲ့နေလို့ရသလိုရှိရင်ဒီကာလမှာမပြင်မနဲ့အောင်တဲ့ဒီတစ်ဘက်ကနေဟိုဘက်ကိုကြော်သွားမှပြင်ပါတဲ့ပြီးတော့ရွှေတဲ့ပစ္စည်းတွေဘာတွေထွက်ကင်းရှိတယ်ဒါကြောင့်မလို့ကို့မှာရှိတဲ့နော်ရွှေတဲ့ပစ္စည်းပေါ့တခုခုလောက်ကိုအထွက်ပြတာမျိုးတော့လကောင်းဒါမှမဟုတ်တရောက်စီမှာတွားပြီးအလိုက်တာတော့လကောင်းယုံကြည်ရတဲ့သူပေါ့လေအဲ့လေအနှံထားထားတင်ပါလေတဲ့မဟုတ်ရင်ရွှေထွက်ကင်းလေးရှိလို့ပေါ့နော် ပြီးတော့ဒီကာလမှာတဲ့မိစေတွေရဲ့မိသားစုအတူနေမိသားစုတွေမှာတဲ့ရွှေကိုရွှေနဲ့ကြောက်နေပေါ့နော်လက်ဝိရဏာကိုကြောက်နေတွဲဝတ်ထားတဲ့သူတွေရှိရင်တဲ့ကြောက်ဒီပါလေးပြုတ်တတ်ပါလေတဲ့ကြောက်ပြုတ်တာတေချာစစ်ကြည့်လိုက်အောင်ပေါ့နော်အဲ့လိုလက်ဝိရဏာကြောက်ပြုတ်တဲ့ခါကျရင်ဘာဖြစ်လဲဆိုတော့အဲ့ဒါငွေကုန်ကြီးကြများတော့မယ်ဆိုတဲ့နမိတ်ကိုပြတာပါတဲ့ဒါကြောင့်မလို့အဲ့ကြောက်ပြုတ်ကိုအတူကြည့်လိုက်မှထားပါနဲ့အ мян လုံးပြန်တတ်ပါတဲ့ချက်ချင်းပြန်တတ်လိုက်ပါတဲ့ဒါဆိုရင်တော့ငွေယူစည်းမှုတွေကိုရပ်တန့်ပြီးသားလည်းဖြစ်သွားပါလိမ့်မယ်တဲ့နော်ပြီးတော့ဒီကာလဟာတဲ့ ငွေဝင်ငွေထွက်ကျန်းတဲ့ကာလနော်ငွေဝင်ငွေထွက်ကျန်းတဲ့ကာလအဲ့တော့အရှိရ3လိုက်အနောက်ကပြန်ဝင်လာလိုက်အရှိရ3လိုက်နောက်ကပြန်ဝင်လာလိုက်နဲ့အဲ့လိုမျိုးငွေဝင်ငွေထွက်ကျန်းမဲ့ကာလဖြစ်ပါတယ်တဲ့ငွေတော့လက်မပိတ်ပါဘူးတဲ့နော်အထွက်ကတော့လည်းကျန်းမဲ့ပဲကျန်းတယ်ပေါ့လေပြီးတော့ဒီကာလမှာတဲ့မိစေတို့အနေနဲ့မိမိရဲ့မိဘတွေပေါ်မှာပြန်လဲပြီးတော့နော်ပြုစုထောက်ပံ့ပေးကမ်းလှူဒါန်းရတဲ့ကိစ္စတွေပေါ်တတ်ပါတယ်တဲ့မိဘများကိုကောင်းစွာပြုစုထောက်ပံ့နိုင်ပါလိမ့်မယ်တဲ့မိဘတွေတို့ကိုအလှူတော့အလှူအတန်းကုသိုလ်ကောင်းမှုတွေပါလုပ်ပေးရတဲ့အစားပေါ်တတ်တယ်ပေါ့လေ အဲ့တော့ဒီကာလမှာမိဘတွေပေါ်မှာတိတက်ခြင်းအဖြစ်ကိုယ့်ရဲ့ကံတရားတွေဟာလည်းပုံမှုပြီးတော့ကောင်းမွန်စေပါတယ်တဲ့ဖြစ်နိုင်ရင်ဒီကာလမှာလေကိုယ်တခုခုလုပ်တဲ့ခါကျရင်ခေါင်းစဉ်လေးပြောင်းပြီးတော့လုပ်တဲ့နေဥတီချက်ကလေးပေါ့အာဒီအလုပ်ကလေးအဆင်ပြေလို့ရှိရင်နော်ဒီအလုပ်ကလေးအဆင်ပြေရင်အမ်အမေကိုဘယ်တော့အမေကိုငါသွားခရော်ဦးမယ်အဲအစရှိသည်ဖြစ်ပေါ့ကိုယ့်ရဲ့စိတ်ရင်းနဲ့မှလည်းအဲ့လိုစိတ်ရင်းနဲ့လုပ်ရင်ပို့ပြီးတော့အဆင်ပြေလာပေါ့လေဟိုကောင်းကျင်လို့လုပ်တဲ့ပုံစံမျိုးဟိုဘက်နဲ့စိတ်ရင်းအတိုင်းပေါ့နော်ငါဒါအဆင်ပြေတော့မိဘတွေကငါခရော်ဦးမယ်ဆိုတော့တကယ်စိတ်ရင်းတိတတ်တဲ့စိတ်နဲ့လုပ်ရင်တော့ ိုပြီးတော့အောင်မြင်သေးတာပို့ပြီးတော့ကောင်းတာပေါ့နော်ဒီကာလမှာဟိုပေါ့ရုံးမြင်ကနာမှာစကားပြောဆိုရတဲ့ကိစ္စလေးတော့ပေါ်တတ်တယ်စိုးရင်ကြာတော့လုံးဝမရှိပါဘူးတဲ့မစိုးရင်လည်းပေါ့နော်ပြီးရင်ကိုအလုပ်ရတဲ့ဝန်ထမ်းတွေဆိုရင်တော့အလုပ်ထဲမှာနော်ဒုတိယအကြီးကဲကိုပုံမှာအမြင်မကြီးတဲ့နာတို့ညှို့တာလို့တော့နည်းနည်းခံရတတ်တယ်တဲ့ပြီးတော့ဒီအလုပ်ကနေပြီးတော့တခြားအစ်စ်ကိုပြောင်းမှုရွှေ့ဖို့စိတ်ကူးရှိရင်လည်းပြောင်းရွှေ့ရင်လည်းကောင်းတယ်တဲ့အဲ့တော့ကောင်းတဲ့နေရာကြီးလည်းပြောင်းရွှေ့ရတတ်တယ်တဲ့တခုရှိတာကဒီကာလမှာအိမ်အောင်တဲ့ငွေရသူတွေပေါ့နော် ငွေရွယ်သူတွေအိမ်ဆောင်တွေအနေနဲ့ဆိုလို့ရှိရင်ဒီကာလမှာအိမ်ဆောင်ရဲ့အခြေအနေပတ်သက်လို့ရှိရင်ဒီကာလမှာတယောက်နဲ့တယောက်မာနမပြိုင်သင့်ဘူးတဲ့နော်ဘာလို့ဒီကာလမှာမာနတော့ပြိုင်လိုက်လို့ရှိရင်အပီးဝေးသွားတဲ့အပီးကွဲသွားတဲ့ပေါ့လေဒါကြောင့်မလို့အခြေနှလုံးသားရဲ့နေပတ်တိုင်းတော့ဒီကာလမှာတွားပြီးတော့သူနဲ့ကိုယ်နဲ့မာနမပြိုင်ပါနဲ့အောင်တဲ့ကိုယ့်ဘက်ကအလျှော့ပေးသင့်ပေးထားပေါ့လေနော်အခြေနှလုံးသားရဲ့မြစ်တာရဲ့နေပတ်သက်ပြီးဝေးကွာသွားတဲ့လို့လို့ပါဘာပဲပြောပြောမိတ်ဆွေတို့အနေနဲ့ဒီဒီဘက်တာကာလအတွင်းမှာမကောင်းကျိုးတွေပြောက်ပြီးကောင်းကျိုးတွေရောက်ရှိစေဖို့ရာ နော်ဖရာတူတူရဲ့ကြာသာပရိသတ်မှာတဲ့မိမိရဲ့တက်စီစီမီသွားပြီးတော့ထွန်းညစ်ပူသွားပါမယ်တဲ့အဲ့တော့စီမီထွန်းတဲ့ခါမှာလဲမိထွန်းညင်ဖြစ်တဲ့မနှက်ပိုင်းတော်၎င်းဒါမှမဟုတ်ညာဦးပိုင်းလေးမှာတော်၎င်းသွားပြီးထွန်းပေါ့အဲ့လိုမျိုးဖရာရဲ့ကြာသာပရိသတ်မှာမိမိရဲ့တက်စီစီမီသွားရောက်ထွန်းညစ်ပူဇော်ခြင်းအဖြစ်မကောင်းကျိုးတွေပြောက်ပြီးတော့ကောင်းကျိုးတွေရရှိစေပါရဲ့ခင်ဗျာ